ဟယ်လိုအားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုလေးထဲမှာဆိုလို့ရှင်ပေါ့နော်ဘယ် level ပဲရောက်ရောက်ဘယ်နေရာပဲရောက်အရန်ကိုအတော့ဝင်မဲ့ vocab လေးတွေကိုအတူတူလေ့လာသွားမှာဖြစ်ပါတယ်အများကြီးမညွှန်းတော့ဘူးအဲ့တော့ဒီဗီဒီယိုလေးအဆုံးထိကြည့်ပြအောင်နော်အဲ့တော့ဒီနေ့ကျွန်တော်ကအဲရွေးထားတဲ့စကားလုံးလေးကအများတန်းပြောလေးပြောထားရှိတဲ့ဒီ mochi itu ဆိုတဲ့ vocab လေးဖြစ်ပါတယ် mochi itu mochi itu ဆိုတာကကျွန်တော်သိထားတာကဒါအတုံးပြုတ်တီးဆိုပြီးတော့သိထားတာပေါ့နော် and 3လောက်ရောက်ပြီဆိုလို့ရှင်ဥပမာပေါ့ခုတို့မို့ရောဆိုပြီးတော့ကျွန်တော်ဒါမျိုးလေးတန်းပြီးတော့အနောက်မှာရောတခုခု နောက်မှာပေါ့နော်ရောအနေနဲ့သူ့ကိုတွေ့ရတတ်တယ်အတိတ်ပြကကြတော့ဘာအတွက်ညာအတွက်ဆိုရဲစကားလုံးလေးပေါ့နော်အဲ့လိုမျိုးခုတုံးမို့ရောအိုတုံးနာရောကကြတော့အရန်ကိုအရန်ကို easy ဖြစ်လို့ ਨੇ vocabulary ဖြစ်တယ်ပေါ့နော်ဒီနေ့ကျွန်တော်လေးလာမှာကကြတော့အဲ လုပ်ငန်းခွင်မှာတကယ်သုံးတဲ့ပေါ်ကပ်ပလီတွေကိုစပြီးတော့လည်လာမှာပေါ့เนาะအဲ့တော့ဒီရောပါတဲ့စကလုံးလေးဆိုလို့ရှိရင်ကျွန်တော်တို့အများစုသိကြတာကဒီရှိရောအသုံးပြုတယ်ဆိုရယ်စကလုံးလေးရယ်ပြီးလို့ရှိရင် re ရောအသုံးပြုတယ်ဆိုရယ်စကလုံးလေးရယ်ပေါ့เนาะအဲ့နှစ်ခုက n3 လောက် ရောက်ပြီဆိုလို့ရှိရင်တော်တော်လေးကဟိုသိကျင်ကြတဲ့ပေါ်ကပ်နှစ်ခုဖြစ်တယ်ပေါ့เนาะ ဘာกว่าလဲဆိုရအထိပ္ပယ်မျိုးပေါ့เนาะရှီယောဂကြတော့ကျွန်တော်ဒီတိုင်းဥတီကျန်ဘယ်အရာရေတော့မဟုတ်ဘောเนาะဒီတိုင်းမဲ့အသုံးပြုလိုက်တယ်ဆိုရအထိပ္ပယ်ဆိုပေမဲ့ဒီအနောက်ကအာရီယောဂကြတော့တခုခုကိုအသုံးချတယ်ဟို တိတိရှာလေးတုံးနေဆိုရအတိတ်ပဲမျိုးလေးပါရဲပေါ့နော်အဲ့တော့အဲဒါကကြတော့ဟိုဥတီကျဲရှိတိရှိတိမဖြစ်ရှိတိဖြစ်စေမရှိတိဖြစ်စေအတုံးပြူတယ်ဆိုရအတိတ်ပဲမျိုးလေးရဲဒါကကြတော့အဲ့လိုတခုခုကိုပေါ့နော်အတုံးပြူတာဆိုတာတဲ့အတုံးချရဲဆိုရအတိတ်ပဲမျိုးလေးနဲ့တုံးနေပေါ့နော်အဲ့ဒီရောဆိုတဲ့ဥစားလေးကိုကျွန်တော်တို့ကလုပ်ငန်းခွင်မှာဆိုလို့ရှိရင်ဒီဟာမျိုးလေးတုံးတယ်ခတ်ချီယောဆုဒုဆိုပြီးတော့တုံးတယ်ခတ်ချီယောဆုဒုဆိုတာကတော့ကြွကြွကြည်အတုံးပြူတယ်ပေါ့နော်အင်္ဂလိပ်စာမှာဆိုလို့ရှိရင်လည်းကျွန်တော်ကတော့ရိုးရိုးပေါ့နော် use ဆိုတဲ့ဘောကပ်မျိုးလေးမဟုတ်ဘဲနဲ့ဒီခတ်ချီယောဆိုလို့ရှိရင်ကျွန်တော်ကဒီ utilize လုပ်တယ်ဆိုပြီး ော့တုံးတယ်ပေါ့နော်အဲ့တော့ service တွေဘာတွေပေါ့နော် service တွေဘာတွေကိုချွတ်ချွတ်ချင်းချင်းအခုဆိုလို့ရှိရင်ဥမာ ChatGPT ရှိရယ်ဆိုရင် ChatGPT ရဲ့ဥစ္စာကိုပေါ့နော်အဲကျွန်တော်တတိယဆရာလေးချွတ်ချွတ်ချင်းအသုံးချရဲလို့ဘာလို့ဆိုလို့ရှိရင်အဲ့လို utilize လုပ်တယ်ဆိုပြီးတော့အသုံးပြုတယ်ပေါ့နော်ဥမာ AI နော် Katsuyo ဆိုလို့ရှိရင်ဒါ AI ကိုတတိယဆရာအသုံးပြုတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်အဲ့တော့ Katsuyo ဆိုတဲ့ vocab လေးရှိတယ်အဲကျွန်တော်သိထားပြီးသားဒီ say Katsuyo Katsuyo လေးဆိုပေမဲ့သူကလည်းအဲ့လိုအသုံးပြုတယ်ဆိုတဲ့ vocab လေးအနေနဲ့ပြန်သုံးတယ်ပေါ့နော်အဲ့တော့ဒါမျိုးလေးရှိမယ်ပေါ့နော် ပြီးရင်ရောပါတဲ့ပေါ်ကပ်ကလေးတွေဆိုလို့ရှိရင်ကျွန်တော်လုပ်ငန်းခွင်မှာဆိုလို့ရှိရင် he ရောဆိုတဲ့ပေါ်ကပ်မျိုးလေးတုံးတယ် he ရောဆိုတာကုန်ကြစရိတ်ပေါ့နော် cost ဆိုတဲ့ပေါ်ကပ်မျိုးလေးရှိတယ်ပြီးရင်ကျွန်တော်တစ်ခုခုကိုပေါ့နော် techy ရောဆိုတဲ့စကားလုံးလေးလည်းရှိတယ် techy ရောဆိုတာကတော့ကြတော့ apply လုပ်တာပေါ့နော်ဒါဒီစကားလုံးလေးတွေကနည်းနည်းဟိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အနောက်ကဒီ mochi idu use ဆိုတဲ့ပေါ်ကပ်ကလေးကိုအခြေခံထားဖြစ်တဲ့အတွက်အကုန်လုံးမှာကဒီပေါ်ကပ်တွေအကုန်လုံးမှာအသုံးချတယ်ဆိုတဲ့ဟိုအထိပယ်လေးကဟိုတဝက်ဒါမှမဟုတ်လို့ရှိရင်တဝက်ကျော်ကျော်လောက်ပါနေတတ်တယ်ပေါ့နော်ဒီ techy ရောကကြတော့ တော့ဥပမာအာကျွန်တော်ထားပါတော့ sustainable ဆိုလို့ရှိရင် เออัปเกรดလုပ်လိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဥစ္စာကိုကျွန်တော်က apply မလုပ်လို့ရှင်သူကအဲ့လိုမျိုးပေါ့နော်သူရဲ့ function တွေကအသက်ထက်မလာသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်ကဒီဥစ္စာကို tick key လုပ်လိုက်ပြီဆိုလို့ရှင်အဲ apply လုပ်လိုက်ပြီဆိုလို့ရှင်သူကအဲ့အဲ့ဒီ function အသက်တွေပါထပ်ပြီးတော့ကျွန်တော်တခါတုံးလို့ရသွားတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့တော့အဲဝါဒနာပါလို့ရှင်ဒါလေးတွေကိုကျွန်တော် example sentence လေးရှာပြီးတော့ကြည့်ကြည့်ပေးပါနော်ဒီတစ်ခါကတော့ backup ဖြစ်တဲ့အတွက်ဒီ tick key ရောဆိုတဲ့ backup လေးရှိတယ်ဆိုတဲ့ဥစ္စာလေးကိုမှတ်ထားပေးပြီးလို့ရှင်ကျွန်တော်နေ့စဉ်ဘဝမှာဆိုလို့ရှင်ဒီရောလေးကိုအပေါ်မှာရှင်ရောဆိုတဲ့ backup မျိုးလေးနဲ့တုံးတယ်ရှင်ရော tick key to store ဆိုလို့ရှင်ယုံကြည်လို့ရ ားတဲ့သူဆိုတဲ့အတိတ်ပဲမျိုးလေးနဲ့ပေါ့နော်ရှင်ရောယုံကြည်ယုံကြည်ရတဲ့ trust ဆိုတဲ့ဘောကပ်မျိုးလေးဒါမျိုးလေးတုံးတယ်ပြီးကျော်ဒီ ran ရောဆိုတဲ့ဘောကပ်လေးရှိတယ်အဲ့တော့အရှိအဥ္စာလေးကကြတော့ဒါကမီတာစုဆိုတဲ့ဘောကပ်လေးပေါ့နော်မီတာစုအဲမီတာရဲတုဆိုလို့ရှိရင်သူကဗျံပတာဖြစ်တယ်ဆိုတဲ့အတိတ်ပဲမျိုးလေးပေါ့နော် ran ရောစုတုဆိုလို့ရှိရင်သူက အလွဲသုံးစားလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်များသောအားဖြင့်အာနာတို့ဘာတို့တခုခုကိုပေါ့နော်အလိုဟိုမသုံးသင့်မဲနဲ့သုံးတာတို့အဲ့ဒါမျိုးအလွဲသုံးစားလုပ်တာတို့ဘာလို့ဆိုလို့ရှိရင်ရန်ရောဆိုပြီးတော့သုံးတာဖြစ်ပါတယ်အဲ့ဒါလေးကကျွန်တော်ဒီလိုမျိုးပေါ့နော်ခွန်ရန်တို့ဘာတို့မှတွေ့ရတဲ့တဲ့ရန်လေးနော်အဲ့တော့သွားမိသားစုမိသားလေးတို့ဆိုတဲ့ဘောကပ်လေးဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်ဒီလိုမျိုးဟိုကိုလေ့လာထားတဲ့ အရာတခုခုကိုလက်တွေ့အသုံးချရတယ်လို့ပါလို့ဆိုလို့ရှိရင်အိုယောဆိုပြီးတော့သုံးတယ်ဒါဂျပန်ဘာသာစကားဖတ်စာဥတီဘာတွေမှာလည်းတွေ့ရတဲ့တဲ့စကားလုံးလေးပေါ့နော်အိုယောဆိုတဲ့စကားလုံးလေးရှိတယ်ပြီးရင်ကျွန်တော်အလောက်ခန့်တာတွေပါလို့ဆိုလို့ရှိရင်စာယောဆိုပြီးတော့သုံးတယ်ပေါ့နော်အရှေ့အတီ တိုရုဆိုတဲ့စကားလုံးလေးနဲ့စာရီရောအလောက်ခန့်အပ်ချင်းဆိုတဲ့စကားလုံးလေးရှိတယ်ပြီးအလောက်ခန့်အပ်ချင်းမှာပဲကျွန်မဒီလိုမျိုးခိုရောဆိုတဲ့ပေါ့ကပ်လေးစာရီနဲ့ပေါ့နော်ဒီစာရီရောကကြတော့တစုံတယောက်ကိုကျွန်တော်တို့ကအလောက်ခန့်လိုက်တယ်ဆိုတဲ့ဒီပေါ့နော်အဲ့ process ကိုပြတာဖြစ်ပြီးတော့ဒီခိုရောကကြတော့ကျွန်တော်ကဒီ employment ဆိုတဲ့အထိပ္ပယ်မျိုးပေါ့နော်ခိုရောမွန်တိုင်းတို့ပါလို့ဆိုလို့ရှိရင်အလောက်ခန့်အပ်ချင်းစာရီပြဿနာလေးတို့ပါအဲ့လိုမျိုးလေးတွားတယ်ပေါ့နော်အဲ့တော့ဒီစာရီရောဆိုတဲ့ပေါ့ကပ်လေးရှိမယ်ခိုရောဆိုတဲ့ပေါ့ကပ်မျိုးလေးရှိမယ်ပေါ့နော်ဒါရောပါတဲ့ပေါ့ကပ်မျိုးလေးဖြစ်တဲ့ ယ်။အဲပြီးလို့ရှိရင်ကျွန်တော်ဓာိုင်းရောဆိုလို့ရှိရင်အဲ့လိုအစားထိုးပြီးတော့အသုံးပြုတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရှိပြီးတော့မှုရောဆိုလို့ရှိရင်တော့ဒါ useless ပေါ့နော်အသုံးမဝင်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးလေးရှိမယ်။ပြီးရင်ကျွန်တော်ရင်းနှီးနှီးသိနေတဲ့ san ရောဆိုတဲ့ vocab လေးရှိမယ်။သူကကျတော့လုံးဝကို dedicated use ကျွန်တော်ယထားရေးဘာမှဆိုလို့ရှိရင်ကျော်စီ san ရောရှာလို့ပါလို့တွေ့ရတတ်တယ်။ဟုတ်အဲ့ဒါကကျတော့ဒါအမျိုးသမီးတွေပဲစီးရတဲ့ယထားတွေဆိုပြီးတော့ဒါရှိရှိတတ်တယ်လေပေါ့နော်။ Osaka မှာဆိုလို့ရှိရင်ရှိတယ်။ Tokyo မှာရှိလားမသိဘူးပေါ့နော်။ Tokyo မှာကျတော့လူအများများတော့သူတို့အဲ့လိုတိတ်ပြီးတော့မခွဲဘူးထင်တယ်။ဒါပေမဲ့ အလိုဆန်ယောဆိုတဲ့ပေါ့ကတ်မျိုးလေးရှိတယ်ဆန်ယောအဲတီးတန့်ဆိုတဲ့ dedicated use ပေါ့เนาะအဲ့ဒီအတွက်ပဲသုံးတယ်ဆိုတဲ့ဥစားမျိုးအရှင်းမှာတစ်ခုခုအဲနောင်းတစ်ခုခုလိုက်တတ်တယ်ပေါ့เนาะဒါမျိုးလေးရှိတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာပေါ့เนาะခိုးယောဆိုလို့ရှိရင်ဒါခိုးအန်းတို့ဘာတွေကခိုးဖြစ်တဲ့အတွက်ဒါအများသုံးတယ်ဆိုတဲ့ public သုံးတယ်ဆိုတဲ့စကားလုံးလေးဖြစ်တယ်သူနဲ့နည်းနည်းလေးဆင်နေရတာဒါချောယောဆိုတဲ့ပေါ့ကတ်လေးပါချောယောရဲ့ချောလေးကကျွန်တော်ဒီလိုမျိုးပေါ့เนาะချောစုတို့ဘာတို့မှာတွေ့ရတတ်တဲ့ချောဒီချောက common bone ဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက်ဒါကကြတော့ ော့ share ပြီးတော့တုံးတာမျှပြီးတော့တုံးတာတို့ပါလို့ဆိုလို့ရှင်ဟိုယုံနေပါမှာဆိုလို့ရှင် Kyoyo PC ဆိုလို့ရှင်ဒါ အဲ့ဒီဟိုကွန်ပျူတာကိုတယောက်တည်းတုံးတာမဟုတ်ဘဲနဲ့အများဆုံးအများဟိုပေါ့နော်အတူတူမျှပြီးတော့တုံးတဲ့ဥစ္စာမျိုးအဲ့တော့ဒါကအဲခိုးရောရှိမယ်ချောရောရှိမယ်ပြီးရင်ကိုတယောက်တည်းတီးတန့်တုံးတယ်ဆိုလို့ရှင်ရင်ဒီလိုမျိုးပေါ့နော်အာရှိရောဆိုပြီးတော့ဒါမျိုးလေးတုံးတယ်ပေါ့နော်ဒါကြတော့ဟို personal use လုံးဝအဲ့လိုတခုခုကိုယ့်ရဲ့ကိစ္စဟို personal case တွေပါတယ်ဆိုလို့ရှင်လဲရှိရောဆိုပြီးတော့တုံးတယ်ပေါ့နော်အဲ့တော့ဒါမျိုးလေးတွေလည်းရှိမယ်အဲပြီးလို့ရှင် မထင်ရတဲ့ဥစ္စာလေးလေဖုခုယောဆိုပေါ်ကပ်လေးမှတ်ထားပေးပါဖုခုယောဆိုလို့ဆိုလို့ရှင်ကျွန်တော်ကဒါစေးတောက်တယ်ဆိုရအသေးပဲလေးဖြစ်ပါတယ်စေးတောက်တာเนาะအဲ့တော့အရှိရာဖုခုကကြတော့အင်ဂျီနဲ့ဖြစ်နေတော့ကြတော့ဖုခုယောဆိုလို့ရှင်အင်ဂျီဝိတာလာမဟုတ်ဘူးเนาะအာဖုခုယောဆိုလို့ဆိုတာကစေးတောက်သည်ဆိုတဲ့အသေးပဲဖြစ်ပါတယ်ဖုခုယောဆိုလို့ပြီးလို့ရှင်ကျော်ဒီလိုမျိုးပေါ့เนาะခြာခုယောဆိုလို့ဝစ်စင်နဲ့ဆိုပေါ်ကပ်မျိုးလေးတွေရှိမယ် ပြန်စာရောဆွဲပေါ်ကပ်လေးလည်းရှိရတယ်လားသူကစာရောဆိုတာအဲ့လိုမျိုးဖူခုစာရောဆိုပြီးတော့တွေ့ရတတ်တယ်အဲ့လိုဆေးတွေပါတွေတောက်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ side effect တွေပါရှိတာမျိုးပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်စာရောဖူခုစာရောဆိုပြီးတော့ပြောကြတာပေါ့နော်အဲ့ဒီမှာပါတယ်စာရောဆိုတဲ့ပေါ်ကပ်မျိုးလေးလည်းရှိမယ်အဲပြီးလို့ရှိရင်ကျွန်တော်မှာလေးရှိနိုင်သေးလဲဆိုတော့ကအာစာတွေပါတွေကိုပေါ့နော်အဲ့လိုတခြားသူရေးထားတဲ့အဥ္စာကို ကိုးကားတွေတို့ပါလို့ဆိုလို့ရှင် in your ဆိုပြီးတော့ဒီလိုမျိုး vocab လေးရှိတယ် in your ဆိုတူဆိုရ vocab လေးရှိရပါတော့အဲ့တော့ဒီဥစားလေးကိုမှတ်ထားပေးပါအဲ့တော့အဲလက်ဆောင်လေးအနေနဲ့ပေါ့နော်ပုံမှန်ဆိုလို့ရှင်တော့ကျွန်တော်ကဟိုစလုံးကစုစုပေါင်းအလုံး20လေးလာနေကြပါတော့ပြီးရင်ဒီမှာကျွန်တော်ထပ်ပြီးတော့လက်ဆောင်လေးနည်းနည်းလေးပေးချင်တာကဒီ can your ဆိုရ vocab လေးမှတ်ထားပေးပါသူကအရှက်ခနဲ့တူပူးတွဲတယ်ဆိုရအတိတ်ပဲမျိုးလေးနဲ့ပေါ့နော်အဲ့တော့သူက multi use ပေါ့နော်တခုတည်းအတွက်မဟုတ်ဘဲနဲ့တခြားဟာတွေအတွက်လည်းအသုံးလို့ရတယ်ဆိုရအတိတ်ပဲမျိုးလေးနဲ့ can your ဆိုတူဆိုရ vocab မျိုးလေးလေးရှိမယ်အဲ ီးလို့ရှိရင်ဥမာပေါ့เนาะကျွန်တော်အမြဲတမ်းပြောလိပြောထားရှိတဲ့ဒီ bookie yo ဆိုတဲ့ဥစ္စာမျိုးလေးပေါ့เนาะ bookie yo ဆိုတာကနည်းနည်း clumsy ဖြစ်တာဟိုရှက်ပြာရှက်ပြာဖြစ်တာတို့အဲ့လိုမျိုးပေါ့เนาะအဲ့လိုမကြွမ်းမကျင်ဖြစ်တာတို့ဆို bookie yo ဆိုပြီးတော့ခေါ်တယ်ပေါ့เนาะသူရဲ့စန့်ကျင်ဘက်ကကြတော့ key yo ဆိုလို့ရှိရင်အဲ့လိုကြမ်းကျင်တယ် skillful ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေး ਨੇ အဲ့တော့ key yo bookie yo ဆိုတဲ့ vocabulary လေးမှတ်ထားပြီးသူကကြောက်ဒီ sa yo fuku sa yo ဆိုတဲ့ vocabulary မျိုးလေး ਨੇ ဆင်းတယ်ပေါ့เนาะဒါမျိုးလေးရှိမယ်อืมအဲ့တော့ ဒီနေ့ကဒီဥစ္စာလေးပေါ့เนาะအဲ့တော့ဒီနေ့ကကျွန်တော်ကဒီရောနဲ့ဆုံးတဲ့စကလုံးလေးတွေကိုလည်လာခဲ့တာဖြစ်ပါတယ်။သူကအများကြီးတော့မရှိဘူးဒီဒီအဖွဲလေးပေါ့เนาะအဲ့တော့ဒီအဖွဲလေးကိုလည်လာလိုက်လို့ရှင်သူဒီ N1 N2 N3 ဘာပဲလဲလားတော်တော်လေးကိုအတုံးဝင်မဲ့အအဖွဲလေးဖြစ်တယ်ပေါ့เนาะဒါကကျွန်တော်တို့လေ JPT အတွက်တည်းမဟုတ်ဘူးနေ့စဉ်ဘဝမှာပဲဖြစ်ဖြစ်အလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်အမြဲတမ်းအမြဲတမ်းနေ့တတူကတွေ့ရမယ့်စကလုံးတွေဖြစ်တဲ့အတွက် ဟိုမြင်တာနဲ့တန်းပြီးတော့တက်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 ဆိုပြီးတော့တိနေအောင်အဲထက်ခါတက်ခါနားထောင်ပြီးပါချရေးပြီးတော့လဲကြက်ထားပြီးပါเนาะအဲ့တော့တစ်ခေါက်ရပြီးသွားပြီဆိုလို့ရှင်တော့ကိစ္စမရှိတော့ဘူးပေါ့เนาะအဲ့တော့အဲကြည့်ပြီးသွားပြီဆိုလို့ရှင်လဲကွန်မန့်လေးမှတ်ခဲ့ပေးပါအောင်เนาะကွန်မန့်လေးတွေကအရင်ဟိုအားဖြစ်ရလို့ပါနောက်ထပ်ဗီဒီယိုလေးမှာပြန်ပြီးတော့တွေ့ပါမယ်เนาะ